နောင်ရိုးတိုက်ပွဲအတွင်းဖောင်ဖြက်ဗျူဟာမှာပါဝင်ခဲ့တဲ့ကောက်ကျဲမှုများမြန်မာသမိုင်းမှာနာမည်ကျော်တဲ့နောင်ရိုးတိုက်ပွဲအကြောင်းကိုပြောရမယ်ဆိုရင်တော့ဘရင်နောင်မင်းတရားဖြစ်လာမယ်ကြော်ထင်တော်ရထားရဲ့ဖောင်ဖြက်ဗျူဟာတွေကိုမဖြစ်မနေပြောရမှာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းမြန်မာပြည်သူတွေဝမ်းသာအားရနေကြတယ်လို့မျိုးမဟုတ်ဘဲနဲ့လူကင်းနဲ့ကြားလို့အမြင်နဲ့ကြည့်မယ်ဆိုရင်တော့ဒီဗျူဟာမှာလူအချင်းချင်းလှည့်ပတ်တဲ့ကောက်ကျဲမှုတွေပါဝင်နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။နိုင်ငံရေးစကားနဲ့ပြောမယ်ဆိုရင်တော့ဘရင်နောင်ပြည်ရဲ့ကျွေးတဲ့အကွက်မြင်နေလို့ဆိုရမှာပါ။ အားလုံးသိထားကြတဲ့ဖောင်ပြတ်တဲ့ထိတိုင်ပွဲဟာတောင်ငုံနဲ့ဟန်တောင်ရီတို့အားပြိုင်နေတဲ့ခရစ်နဲ့1938ခုနှစ်မှာဖြစ်ခဲ့တာပါအရေးချင်းကဟန်တာဝရီမှာသူ့ရှင်တကာယူပီကနန်းဆန်နေပြီးတော့သူမှာတပင်ရွှေတိရဲ့ယာစာပရိရဲ့ကြောင့်လယုံအမတ်ကြီးနှစ်ပါးကိုတက်ခရာကနေစခဲ့တဲ့အားနည်းမှုတွေကိုကြုံတွေ့ခဲ့ရတာပါတပင်ရွှေတိဟာဆိုရင်တော့သူ့ရှင်တကာရိုပီကိုအနိုင်ရဖို့အတွက်ပညာလုံးနဲ့ပညာကျန်းတို့ကိုရွှေသစ္စာပွင့်ပေးပြီးတော့ချစ်ခင်နဲ့ဟန်ဆောင်ခဲ့တာပါ ဒါပေမဲ့နောက်ပိုင်းမှာသစ္စာဖောက်တဲ့အစာတွေကိုတကလန်းအိမ်နဲ့ထည့်ပြီးနေဆက်မှာတမင်ထားခဲ့ရာရွာသားတွေကသူ့ရှင်တကာရိုးပိစီကိုဆက်တာခဲ့ပါတော့တယ်။စာပါအကြောင်းအရာတွေကိုဖတ်မိတဲ့မွန်ပြည်ဟာတပင်ရွှေတီးရဲ့ရာစာပရိယေတွေကိုမစင်ကျဲနိုင်ခဲ့ပေနဲ့သူ့ရဲ့လက်ရုံးမှတ်ကြီးနှစ်ပါးကိုအဆုံးစီရင်ခဲ့ရာကနေဟန်တာရီဟာအာရော့သွားခဲ့ပါတော့တယ်။ဒီခွင့်ရေးတွေကိုယူပြီးတော့ကြောထင်တော်ရထားဟာတပင်ရွှေထီးကိုဟန်တာရီကိုတိုက်ဖို့အတွက်အကြံပေးခဲ့တာပါ သူရှင်တကာရိုပီဟာပြည်ပရဲ့နရပတိနဲ့ပူပေါင်းဖို့အတွက်ပြည်ကိုတင်ဆောင်သွားခဲ့ပါတယ်။ကျော်ထင်းတော်ရထားဦးဆောင်တဲ့တက်ဟာလေနောင်ရိုးချောင်းကိုဖောင်ဖွဲ့ကူးဖြတ်ခဲ့တာပါ။ချောင်းတစ်ဖက်ကမှရန်သူတက်အင်အားတွေကကုတ်ထံများစွာတာလွန်နေတဲ့ဆိုတာတွေကိုသိတော်လေးပဲကျော်ထင်းတော်ရထားကစစ်တွေရဲ့သဘောတည်အင်အားနည်းသည့်များသည့်ဟူ၍မရှိ လုံရည်ကြံ့ရည်ရဲစွမ်းတီတာအရင်ဖြစ်တယ်လို့ဆိုတဲ့ထင်ရှားတဲ့ဇာတ်ကားတွေကိုမိန်ခဲ့တာပါ။ ဒါအပြင်သူဟာစစ်သည်တွေနောက်မဆုတ်ဘဲနဲ့သက်ဆွန်ဂျိုးပန်းတိုက်ခိုက်စေဖို့အတွက်မိမိတို့ဈေးနာခဲ့တဲ့ဖောင်တွေကိုဖျက်ဆီးပစ်ခဲ့ပါတော့တယ်။ဖောင်တွေရှိနေမယ်ဆိုရင်တော့စစ်ရှုံးနာနဲ့ထွက်ပြေးကြင်ကြလိမ့်မယ်။ဖောင်တွေမရှိတော့မှရှေ့ကိုမတော်မဲနဲ့တိုက်ကြလိမ့်မယ်။အဲလိုရဲစိတ်တင်ပေးခဲ့တာပါ။တကယ်လို့ငါတို့ရှုံးနေမှာကလေမင်းတရားအနေနဲ့ငါတို့ကအပြစ်တော်တင်လိုက်မယ်လို့စုံယုံခြင်းလည်းမဖြစ်ကြပါနဲ့ စစ်ပွဲမှာရှုံးမယ်ဆိုရင်တော့ငါတို့လည်းအသက်နဲ့ကိုမြဲတော့မှာမဟုတ်ဘူး။ဒလုံမိတ်ဆိုခဲ့ပြီးစစ်တီတွေကိုရဲစိအပြည့်နဲ့တိုက်ခိုက်စေခဲ့ရာနောင်ရိုးတိုက်ပွဲမှာအောင်ပွဲရခဲ့ပါတော့တယ်။နောင်ရိုးတိုက်ပွဲပြီးနောက်တရက်မှာတပင်ရွှေထီရောက်လာပြီးတော့ငါပွဲကိုဖျက်သည်မဟုတ်လို့အဲဒီလိုမင်းမြတ်တဲ့အခါကြော်ထင်တော်ရထားကနောင်ရိုးတိုက်ပွဲသည်အရှင်နဲ့တိုက်တန်သောစစ်ပွဲမဟုတ်ကျွန်ုပ်တို့ကြုံများနဲ့သာထိုက်တန်သည့်ပွဲသာဖြစ်ကြောင်းဒလုံလျှောက်တင်ခဲ့ပါတော့တယ်။ တပင်ရွှေထီးရကျေနံအားရကဗရမျာလက်စွပ်နဲ့လက်ကောက်ကိုပေးပြီးလှိုင်မျိုးကိုစားစေခဲ့တာပါ။နောင်ရိုးတိုက်ပွဲအောင်နိုင်မှုတွေကြောင့်ကြော်ထင်တော်ရတာဟာမြမသမိုင်းမှာဗရင်နောင်ပွဲကိုရရှိခဲ့ပြီးဒုတိယမြမနိုင်ငံတော်ကိုထူထောင်နိုင်ခဲ့တာပါ။နောင်ရိုးတိုက်ပွဲမှာရှုံးနေခဲ့တဲ့မွန်ဘီယံသူရှင်တကာရိုးပြီးဟာပြည်ရနေစစ်တီရဲမက်တွေစုယုံဖို့အတွက်အင်ကပူမြို့ကိုပြန်လာခဲ့ပါရယ်။အဲဒီမှာစင်ကောင်းပေါ်တယ်ဆိုပြီးတော့ ဆင်ကြောဘုတ်တွင်လိုက်ခဲ့ပေမဲ့မရရှိခဲ့ပေနဲ့အဲရီညင်မှာပဲဖျားနာပြီးတော့အနှိမ့်စာရောက်ခဲ့ရပါတယ်။သူ့ရဲ့လောင်းကုန်းအင်ကပူမျိုးရွှေစံတော်ဇေတော်အတွင်းမှာတကြိုခဲ့တယ်လို့ယူဆရပြီးတင်းချိုင်းခုနေရာမှာအရှိရန်ဟန်တာရီရှိရာတွေကိုမျက်နှာမူပြီးဝင့်နေတဲ့ဆင်ယိုးထုတ်ကိုမြင်တွေ့ခဲ့ရပါတယ်။ဒါဟာစင်ကြောကျင်းကိုဝါသနာပါခဲ့တဲ့ဘရင်အတွက်မူမတ်တရားထိမ့်မတ်ထားခဲ့ပြီးမိခင်ဌာနေဟန်သာဝရီကိုလန်းစော့တန်းတားတဲ့အထိမ့်မတ်ဖြစ်နေအရှိဘက်ကိုကောင်းတယ်ပေးခဲ့ခြင်းဖြစ်တယ်လို့ယူဆရပါတယ်။ နောက်ရိုးတိုက်ပွဲနဲ့ဆက်နွယ်နေတဲ့မွန်ပြည်ရန်သူရှင်တကာရိုးပြည်ရဲ့တင်းချိုင်းကူကိုထိန်ထိန်ထားခြင်းနဲ့တောင်းလူတွေဟာရွှေမြန်မာရိဘလောက်တောင်ပရိရဲ့ကျွေတလေးဆိုရာတွေကိုတတိထားကြောင်းရွံ့နေကြမှာပဲဖြစ်ပါရယ်ဒီကနေ့ရွှေဘူ channel ကနေတလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါနော်အသေးသေးသောစိတ်ဝင်စားဖွယ်ရာတွေနဲ့ပြန်လာခဲ့ပါမယ် like and share subscribe ခေါင်းလေးနေပြီးအားပေးသွားပါရှင့်အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးများ යි တင်ပါရယ်